အမေရိကန်ပြည်ထောင်စုဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးအီရန်နဲ့တိုက်ရိုက်အစိမ့်မြင့်ဆွေးနွေးမှုတွေကိုဧပြီ12ရက်မှာစတင်လှုပ်ဆောင်မယ်လို့သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။အီရန်မှာသမ္မတဒေါ်နယ်ထရမ့်နဲ့အစ္စရေးဝန်ကြီးချုပ်ဗန်ဂျမင်နီတန်ယာဟုတို့တွေ့ဆုံစဉ်အတွင်းထရမ့်ကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ဧပြီ9ရက်ကသမ္မတရုံးမှာပြောကြားခဲ့ရမှာထရမ့်က၎င်းဟာအီရန်နဲ့သဘောတူညီချက်တရက်ရမယ်လို့မျှော်လင့်ကြောင်းပြောကြားခဲ့တဲ့ဆိုပေမဲ့ဆွေးနွေးမှုတွေအောင်မြင်မှုမရဖြစ်မယ်ဆိုတာက အစ္စလာမ်သမရနိုင်ငံအီရန်ဟာကြီးကြီးမားမားအနေနဲ့ကြုံရလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။ဆွေးနွေးမှုတွေကိုဧပြီ12ရက်မှာအိုမန်နိုင်ငံမှာလှုပ်ဆောင်မယ်လို့အီရန်ကအတည်ပြုပြောကြားခဲ့တဲ့ဆိုပေမဲ့လည်း၎င်းတို့ဟာတွယ်ဝိုက်ဆွေးနွေးမှုတွေဖြစ်မယ်လို့ဆိုပါတယ်။အီရန်နိုင်ငံသားကြီးဝင်ကြီးအဘတ်စ်အာရတီကဆွေးနွေးပွဲကိုတက်ရောက်မယ်လို့အီရန်သတင်းဌာနတက်စမင်ရဲ့ဖော်ပြချက်အရသိရပါတယ်။အရှိန်လေပိုင်းဆိုင်ရာအမေရိကန်ထိတ်တန်းတန်တမန်စတိဝက်ကလည်းဆွေးနွေးပွဲကိုတက်ရောက်မယ်လို့ဆိုပါရယ် အရာဟာစစ်ဆေးမှုတစ်ခုနေတူအခွင့်အလမ်းတစ်ခုလည်းဖြစ်ပါတယ်လို့ RH က S မှာရေးခဲ့ပြီးဘောလုံးကအမေရိကရဲ့ကွင်းပတ်မှာရှိနေတယ်လို့ဖော်ပြခဲ့ပါတယ်။ဂါဇာကနေနောက်ထပ်တစားကန်တွေလွတ်မြောက်ရေးအတွက်နောက်ထပ်သဘောတူညီချက်ရရှိအောင်အမေရိကန်ပြည်ထောင်စုနဲ့အစ္စရေးတို့ဆောင်ရွက်နေတယ်လို့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကပြောပါတယ်။ကျွန်တော်တို့ကအီရန်နဲ့အပေးယူလုပ်သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ကဧပြီ၁၂ရက်နေ့မှာကြီးကြီးကျယ်ကျယ်တွေ့ကြမှာဖြစ်ပါတယ်။ကျွန်တော်တို့ကသူတို့နဲ့တရိုက်ဆက်ဆံသွားမှာဖြစ်ပါတယ်လို့ထရမ့်ကပြောကြားခဲ့ပါတယ်။